အင်္ဂလိပ်ပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အဲအနောက်ဆိုးနဲ့ဆက်ဆံတော့မယ်ဆိုပထမဆုံးအနေနဲ့တယောက်နဲ့တယောက်နားလည်မှုနဲ့တဘောတူညီမှုရှိဖို့တော့လိုမယ်ပေါ့နော်နှစ်ဦးနှစ်ဖက်ကတဘောတူပြီးအဲအနောက်ဆိုးနဲ့လိန်ဆက်ဆံတော့မယ်ဆိုရင်အဲပထမဆုံးအနေနဲ့တော့အကုန်လုံးသုံးဖို့လိုမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ ဒီချောစီပေါ့လာလူဘရီကန်ဂျယ်အဲဒါမျိုးတွေတောင်းဖို့လို့မယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆက်အိုလမ်းကြောင်းကမိမကိုလိုမျိုးတဘာဝချောစီမထွက်တဲ့အဖြစ်တဲ့အတွက်ကြောင့်မလို့သူကအပြင်ကလူဘရီကန်ဂျယ်တစ်ခုခုကိုတောင်းပေးဖို့လိုအပ်မယ်အကယ်၍ကိုကနေခဲ့ပြီးတော့မှအဲတွေးထွက်သွားတယ်အနာ ဖြစ်သွားတယ်ဆိုရင်တော့ကိုဟောက်ကိုကြိတ်မကုပဲနဲ့အဲ တက်ဆိုင်ရတကယ်ကျွမ်းကျင်တဲ့ဆရာဦးနေစီမှာဆော့ဆော့စီစီအဲတွားပြီးကုသမယ်ဆိုရင် နောက်ဆက်တွဲဖြစ်လာနိုင်ရရှိတဲ့ဒီအဲဆိုအနာကနေပြီးတော့ပိုးဝင်တာမျိုးတွေဒါမျိုးတွေဖြစ်ပွားမှုနှုံရခိုင်နှုံပိုးနေသွားမယ်ပေါ့နော်အဲလိုဆိုဆော့လန်းချောင်းကဒီမစင်ဆွရလန်းချောင်းဖြစ်တဲ့အတွက်ကြောင့်မို့သူကယောဂပိုးဝင်နိုင်ဖို့ရခိုင်နှုံအရင်များတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနာဖြစ်သွားတယ်ဆော့ကိုကွဲသွားတယ်ဆိုရင်တော့ချက်ချင်းကုသဖို့လိုအပ်ပါတယ်